မင်းအွန်လိုင်းကမင်းအွန်လိုင်းစစ်သားတွေကနှစ်ခါသိမ်းခံရတာတော်လည်းတက်ဖွဲ့လေးစီမှာလည်းသိမ်းခံရတယ်ထိုင်းစီမှာလည်းသွားပြီးတော့သိမ်းခံရတယ်အဲဒါဆုံးတော့ထမင်းကျွေးရမယ်အကောင့်နေချုံးပြည်သူတွေကတော့မဇရာတော့ရောကိုယ်တိုင်လည်းဒီကောင်တွေမဇရာတော့မင်္ဂလာပါကျွန်တော်တို့ဒီအထက်မှာတရင်ကောင်းတွေကစကန်သိအောင်ပွဲတွေပါတယ်အများကြီးရှိတာပေါ့နော်အခုဆိုလေအာ ဒါတောင်ပိုင်းမှာပေါ့နော်တောင်ပိုင်းမှာဒေါ်လိုင်းတက်ဖွဲ့တွေကဒါတေဘောပူအဲဘလဲဒိုမော်ခီကနေလီအဲတေဘောပူစစ်ကူစစ်ကူစစ်ကြောင်းတကြောင်းလုံးပျောက်အဲ့ဒါတွေပြီးရင်ဒါရွှေရွှေမြိုင်ဘင်းအောင်စားတဲ့ဒီစကန်ကုန်းတွေမှာရှိတဲ့စစ်ကောင်စီစခွေးကင်းစင်အောင်ဒါလုံနိုင်ခဲ့တဲ့အောင်မြင်မှုတွေအများကြီးရှိတယ်ရှိလို့ပဲဒီနေ့မှာဒါတက်ဖွဲ့တွေကဒါအောင်ပွဲခံတာပေါ့နော်အောင်ပွဲခံမြင်ရတာအပြော်တွေလည်းကူးဆက်ရတယ်အပြော်ဒါဆက်သွယ်ပြီးတော့ပြောရတဲ့အခါမှာလဲပေါ့နော်အာတကယ် ဝမ်းသာအားရနေပေါ့နော်အဲသူတို့လုံနိုင်ခဲ့တယ်ဆိုတဲ့ဟာမျိုးတွေအဲကျွန်တော်တို့ပြောတော့ဆိုရအတိရတဲ့ခါကျတော့အဲသူတို့ကြည့်ပြောကြည်နူးရတယ်ပေါ့နော်အဖွဲ့တွေတကယ်ကိုလုံနိုင်သွားပြီအဲတပ်ဖွဲ့တွေရဲ့ဆွမ်းဆောင်ရည်တွေရမန်းချက်တွေတကယ်ကိုပြည့်မီအောင်လုံဆောင်နေကြပြီပေါ့နော်နောက်လာမဲ့တိုက်ပွဲတွေအတွက်ကိုလည်းကြည်ရင်းနဲ့ကိုဒါစိတ်ချလက်ချဖြစ်မိတယ်ပေါ့နော်အဲ့တော့တောင်းတောင်းဖျက်ဖျက်ကြိုးဆိုကြတဲ့ပြည်သူတွေပေါ့နော်ပြည်သူတွေလည်းဒါမနေဘူးမနေဘူးအာပြည်သူတွေကအဆပေါ့နော်ဘလောက်ချစ်ခင်သလဲအဲလေးစားသလဲအဲဒီတပ်ဖွဲ့တွေကိုဘလောက်ထိကြိုးဆိုသလဲဆိုတဲ့ဟာကလည်း မြင်တဲ့အတိုင်းပဲပေါ့နော်အစစ်ကောင်စီကတော့ဒီလိုမျိုးဟာမျိုးတွေကိုစောင့်ကြည့်ပြီးတော့အမြဲတမ်းလေကြောင်းတိုက်ခိုက်မှုလှုပ်လာနိုင်တာတွေတော့ရှိတယ်။ဒါပေမဲ့ဥဆောင်တဲ့သူတွေကအချင်းမမဟုတ်တာပေါ့နော်။ဗျူဟာမှုလိုကောင်မျိုးတွေအောင်ခွေးပြေးဝက်ပြေးပြေးအောင်လှုပ်ထားနိုင်တဲ့သူတွေကဒီလိုမျိုးအောင်ဝက်ခံမှုမျိုးကတော့အစ်စစ်အတလေးစီစဉ်လို့ရတာပေါ့နော်။ပြီးတော့အဲချစ်ဖို့ကောင်းတာပြည်သူတွေပေါ့။ပြည်သူတွေဒေသခံတွေကဒီလိုအနေနဲ့ကြားတဲ့ကနေပြီးတော့ဒါပြည်သူတွေကိုကာကွယ်ပေးတဲ့ဒေါ်လာရင်းတပ်ဖွဲ့တွေကိုခုလိုမျိုးချစ်ခင်လေးစားစွာနဲ့ကြိုဆိုကြတာဟာ တကယ်ကိုမင်္ဂလာရှိလာတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါအားလုံးသိကျင်နေကြတယ်ပေါ့နော်အဲဘာဖြစ်လို့လဲဆိုတော့ဒါဒေဘောဘိုးကလက်နဲ့ချတဲ့ပြွာမှုနဲ့အဖွဲထွက်ပြေးတဲ့အဖွဲတွေဒါ2ခု5ရောက်ပြီ2ခု5တဲ့ကိုပြန်ပို့ခံရတယ်ပြီးတော့ထိုင်းဘက်ကနေပြန်ပို့တာပေါ့နော်ဒါဒီကနေပဲသလိုသိကျင်နေကြရလက်ရှိတယ်ထိုင်းကလည်းသိတဲ့အတိုင်းပဲဗျာထိုင်းကသူ့အတွက်အမျက်မြရလဲသူကတိတ်လောက်တာမဟုတ်ဘူးပေါ့နော်အဲ့တော့အဲပြေးတဲ့အချိန်မှာထွက်ပြေးသွားတယ်ဆိုတဲ့ကောင်တွေကပေါ့နော်တိုက်ပွဲဖြစ်စဉ်အတွင်းထွက်ပြေးသွားပါတယ်ဆိုတဲ့ကောင်တွေကကြတော့ လက်နက်ခဲယံပါနိုင်ပါတယ်ပေါ့နော်အဲသူတို့မှာရှိရဲ့အဲလက်နက်ခဲယံယူပြီးတော့သွားရမျိုးရှိမယ်အဲခုနလိုမျိုးပေါ့နော်လက်နက်ချအញ្ញခံပြီးမှလမ်းဖြူထောင်ပြီးမှဒါခွင့်ပြုပေးလိုက်လို့ကူးသွားရဆိုတဲ့ကောင်တွေကတော့ဘာမှမပါဘူးပေါ့အဲကျတော့လက်နက်ပါလာပါတယ်ဆိုတဲ့ကောင်တွေစီကနေလက်နက်ကုန်သိန်းတာထားရအမြဲတမ်းအဲ့လိုပဲလက်နက်မပါဘူးဆိုရင်နှင်ထုတ်တာအဝင်တော်မခံဘူးဝင်တော်မခံဘူးပြီးတော့တကယ်လို့လက်ခံရမယ်ဆိုရင်တော့မှပဲကြာကြာလက်မခံဘူးဟိုနေရာမှာတေဖို့ဖို့သိန်းတာလေအသိမ်းမိရနဲ့အခုချက်ချင်းပြန်ပြီးတော့နှစ်ခွန်ကားတွေကိုပြန်ပို့တယ်ဟောနော်လက်နက်ခဲရကနေကုန်သိန်းမှပြန်ပို့တာ အဲ့ကြဒီကောင်ကလည်းတည့်ရတိုင်းပဲညာခုနလိုပေါ့နော်သူတက်အကျိုးမရှိဘူးဆိုရင်မလုပ်ဘူးပြီးတော့ तू ကသူတက်ကတော့ရှင်းတယ်လေဒါသူ့ရဲ့ပြောရရင်သူ့နိုင်ငံထဲကိုဝင်လာတဲ့အချိန်မှာလက်နက်ခဲအနေနဲ့လာရင်ဒါသူ့နိုင်ငံသားတွေရဲ့လုံခြုံရေးအတွက်ဒါ तू ဆိုရင်ရအဲ့ဒါကြောင့်မလို့ဒီအကြောင်းပြချက်နဲ့လက်နက်ကတော့သိမ်းပါပဲအဲ့တော့ကြမင်းအွန်လိုင်းကမင်းအွန်လိုင်းရဲ့စစ်သားတွေကနှစ်ခါသိမ်းခံရတယ်တော်လည်းတက်ဖွဲ့တွေအချိန်မှာလည်းသိမ်းခံရတယ်ထိုင်းစီမှာလည်းသွားပြီးတော့သိမ်းခံရတယ်အဲ့ကြတကယ်ရှက်မရှိတာပါเนาะတိတ်ခါကြတာပါအဲ့တော့အဲဒီနှစ်ခွန်ငါးတဲကိုဒီအဖွဲတွေပြန်ပြီးတော့လှုပ်ခံရတယ် အိုက်ဖွဲ့တွေပြန်ပြီးတော့ဒါနိခုံကားထဲမှာစုဖွဲ့နေရဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီကောင်းကျိုးရောဆိုးကျိုးရောဒါကျွန်တော်ခံမှန်းမိတော့ပေါ့နော်ကျွန်တော်မြင်သမျှအရာလေးကိုဒါပြည်သူတွေလည်းသိကျင်မဲ့ထင်လို့အခုလိုမျိုးလေးကျွန်တော်ပြောပြချင်တယ်ပေါ့နော်ကျွန်တော်ဒါကြုံရနိုင်တဲ့အခက်ခဲကိုအရင်သိကျင်သလားဒါမှမဟုတ်လေဘာတွေအကျိုးမြတ်ရနိုင်တယ်လဲအကျိုးမြတ်ဘာတွေရတယ်လဲဆိုတဲ့ဟာကိုသိကျင်သလားဆိုတော့ဒါကျွန်တော်စဉ်းစားတဲ့အခါမှာဒါအခက်ခဲကိုကျွန်တော်အရင်ပြောကြည့်အောင်အဲတော့ဒါနှစ်ခွန်ကားထဲမှာအင်အားကယာနဲ့ချီနေပြီဒါရှေ့ပိုင်းမှာပြေးတဲ့အဖွဲတွေထွက်ပြေးတဲ့ကောင်တွေထိုင်းဘက်ကိုကူးပြေးတဲ့ကောင်တွေ အဲပြီးတော့စကန်းကုန်းတွေကနေပြီးတော့စွန့်ပြီးထွက်ပြေးတဲ့ကောင်တွေအကုန်လုံးကအဲ့လိုနေရာမျိုးတွေမှာသွားပေါင်းကြရတဲ့အများကြီးရှိတယ်။အဲ့တော့ဒီသေဘောပိုးတို့ဘာလို့ဖြစ်စဉ်မဖြစ်ခင်ကနေကကိုပဲသွားပေါင်းနေတဲ့ဒါဥနာလိုပေါ့နော်။အဲဆစ်ရှုံပြီးထွက်ပြေးတဲ့စစ်ကောင်စီတပ်သားတွေကအဲ့ထဲမှာအများကြီးရှိနေတာ။အင်အားကိုမရှိဘူးဆိုရင်ဒါအဲ့ကာလမှာကိုပဲဒါ900 600ဒါမှမဟုတ်အဲ့ထက်ကိုကြော်နိုင်တယ်ပေါ့နော်။900လောက်ထိကောင်ရှိနိုင်တဲ့အနေထား။အဲ့ကြတော့ဒီအခုတောင်မှထပ်ပြီးတော့ပို့ခံရပြီဆိုတဲ့အချိန်မှာဒါ800နဲ့800 800ကြော်နီးပါးလောက်ရှိတယ်ဆိုပြီးတော့ဒါ ခံမှန်းလို့ရတယ်ပေါ့နော်အဲ့တော့အဲ့အင်အားကြီးကမနေဘူးအဲ့အဲ့လောက်ကြီးထိအင်အားပမာဏကြီးရှိနေတာဖြစ်တဲ့အတွက်ဒီ1.5လို့နေရာမျိုးကိုတော်လိုင်းတက်ဖွဲ့တွေကကျုံရတော့မယ်1.5လို့နေရာမျိုးကိုတော်လိုင်းဖွဲ့တွေကခြေခွေးကင်းစင်လုံးမယ်ဆိုရင်ဒီအင်အားကိုရင်ဆိုင်ရမယ်အဲ့ကြောင့်အဲဘလို့ပဲဖြစ်ဖြစ်သူတို့မှစိတ်ဓာတ်တွေပဲပြက်နေတာပဲပြောပြောသူတို့မှစစ်ရှုံးနေတာပဲပြောပြောပေါ့နော်လုံးဝအရှိမပါပေါ့နော်တော်လိုင်းတက်ဖွဲ့တွေအဲတိုက်ခိုက်ခံရလို့ထွက်ပြေးရလို့စိတ်ဓာတ်တွေကြာစင်းနေတယ်ပဲဆိုဆိုဒီအင်အား ကြီးနဲ့သာပြန်ပြီးတော့ခုခံပစ်ခတ်မယ်ဆိုရင်ကျွန်တော်တပ်ဖွဲ့တွေအတွက်တော့အနည်းနဲ့များတော့ခက်ခဲနိုင်တာပဲဒီလောက်အင်အားဒါ800ကျော်ကြီးရပါတော့เนาะ800ကျော်ပမာဏလောက်ဒါခံမှန်းပေါ့အဲ့လောက်ရှိတဲ့ပမာဏကြီးကပြန်ပြီးတယောက်တစ်ချက်ပစ်ခတ်မယ်ဆိုရင်တော့မှပဲဒါလုံးဝအခက်ခဲရှိနိုင်တယ်နောက်တစ်ခါကျတော့အခုလိုမျိုးကြီးအဲ့ထဲမှာစုဖွဲ့နေပြီဆိုတဲ့အချိန်မှာသူတို့တစ်ခုခုတော့ပြန်လုပ်ဖို့ကြိုးစားလိုက်မယ်နောက်တစ်ခါအဲ့လိုမျိုးလုပ်ဖို့လဲသူတို့ရဲ့အထက်ကဒါအကြီးပိုင်းတွေကပြန်ပြီးတော့ဖိအားပေးတာမျိုးတွေရှိတယ်အသေးစားပေါက်ရှိတယ်ဗောနော်ဘာလို့လဲဆိုတော့ main စကန်ကုန်းတွေလိုလိုဆုံးရှုံးထားတာ အဲ့အင်အားအနေနဲ့ပြန်ဆုဖွဲ့ပြီးတော့မင်းမလိုလေလိုတဲ့ဟာငါတို့ဖြည့်ပေးမယ်အဲ့စကန်တွေကိုပြန်ပြီးတော့ရယူနိုင်အောင်လှုပ်ဆန်းဆိုပြီးတော့ဒါမျိုးပုံစံမျိုးကတေချာပေါက်ခိုင်းပါပဲအဲ့လိုလှုပ်လာပြီဆိုတဲ့အချိန်မှာသူတို့တက်ဒီတက်ထဲကနေပြီးတော့ဗောနော်ဒါလှုပ်ရှားမှုတွေတေချာပေါက်ရှိမယ်ဒီရက်ထဲမှာနေကိုပဲဒါလေချောင်းတိုက်ခိုက်မှုတွေကအဲပြီးတော့ဒါလက်နေကြီးပြစ်ခတ်မှုတွေရောပေါ့နော်ဒီတက်ထဲကနေကိုပဲဒါပဝင်းကျင်ဒေသခံတွေရှိတဲ့နေရာမျိုးတွေကြေးရွာတွေတဲကိုပြစ်ထည့်နေရရှိတယ်ဟိုတနေရာကိုပဲပေါ့နော်ဒါဒါပြည်သူတယောက်ပေါ့နော်ဒေသခံပြည်သူတယောက် ဒါလက်နဲ့ကြည့်တဲ့အထိမှန်တာရှိတယ်ဗောနော်အဲကြာအဲ့လိုမျိုးပုံစံမျိုးတွေပို့ပြီးတော့လှုပ်လာနိုင်တယ်ဘာလို့လဲဆိုတော့သူတို့စီကိုလာတိုက်မှာကြောက်တဲ့အခါအဲသူကဒါကျော်လိုင်းတက်ဖွဲ့တွေရှိနိုင်မယ်ဆိုတဲ့နေရာမျိုးတွေကိုလက်နဲ့ကြည့်ပြစ်ခတ်တာမျိုးတွေလှုပ်တယ်အဲ့လိုလှုပ်တဲ့အခါမှာဘာကြုံရမလဲဆိုတော့ဒီကောင်နေတိလို့ပြစ်နေတာလည်းမဟုတ်ဘူးတခါကျရန်တမ်းပြီးတော့ပြစ်နေတာခံမှန်းပြီးတော့ပြစ်နေတာအဲ့လိုပြစ်တဲ့နေရာတွေကပြည်သူတွေရှိတဲ့နေရာတွေဖြစ်နိုင်တယ်ပြည်သူတွေနေတဲ့နေရာတွေပဲကြတာများတယ်ဗောနော်ဒါကြောင့်မလို့ထိခိုက်မှုတွေပို့ပြီးတော့ရှိလာနိုင်တယ်နောက်ထပ်အခက်အခဲတစ်ခုဒါဒါကြုံရနိုင်တဲ့အခက်အခဲတစ်ခုကဘာလဲဆိုတော့ ီထက်ကနေပြီးတော့ဒါအပြင်ကိုထွက်ပြီးစစ်ကြောင်းထိုးတာမျိုးတွေလှုပ်လာနိုင်တယ်အင်အားသုံးပြီးတော့ပေါ့နော်အင်အားသုံးပြီးတော့လှုပ်ရှားမှုတွေဒါပြုလုပ်နိုင်တယ်ပြီးတော့ပတ်ဝန်းကျင်မှာကင်းမုံဝစ်တာတွေနေမြေရှင်းလင်းတာတွေနေမြေထိမ့်မှုအတွက်ကြိုးစားတာမျိုးတွေလည်းလှုပ်လာနိုင်တယ်အဲ့ခါကျရင်အဲတွလင်းတက်ဖွဲ့တွေကတော့ဒီတိုင်းတော့လှုပ်ပေးမှာတော့မဟုတ်ဘူးဗျာဒါပေမဲ့လည်းအဲ့လိုမျိုးတွေလှုပ်လာနိုင်တယ်ဆိုတဲ့ကြောင်းအဲ့လိုလှုပ်လာပြီဆိုတဲ့ခါကျရင်အဲနီးဆက်ရဒေသခံပြည်သူတွေကိုနှိပ်စက်တာတွေညှဉ်းပန်းတာမျိုးတွေအကြက်ကင်တာမျိုးတွေချင်းချောက်တာမျိုးတွေဒါမျိုးပုံစံမျိုးတွေတေးကြပေါ့သူတို့လှုပ်လိမ့်မယ် အဲ့ဟာမျိုးတွေကဒါပြည်သူတွေကြုံရနိုင်တဲ့အခက်ခဲပေါ့နော်နောက်တစ်ခုကတော့ဒါတွန်လိုင်းတက်ဖွဲ့တွေတင်ပိုက်ထားတဲ့တင်ငန်းကြီးနောင်ပြူပါပေါ့နော်အဲ့လိုနေရာမျိုးတွေကိုပြန်ပြီးတော့ရယူနိုင်ဖို့အတွက်ချင်းချောက်မှုတွေသူတို့ပြုလုပ်လာနိုင်တယ်ပေါ့နော်အဲနေ့စဉ်ပဲသူတို့ဒါအဲတနေ့ကိုဘယ်နှလုံးပြစ်ဆိုပြီးတော့ပြစ်နေတဲ့ဟာတွေလည်းရှိတာပေါ့နော်အဲတော့ကြာအဲ့ပုံစံမျိုးတွေသူတို့လုပ်လာနိုင်တယ်ဒါပေမဲ့သေးကြတဲ့အဲ့ကောင်တွေမရလည်းမရဘူးမရောက်လည်းမရောက်ဘူးအဲအဲ့နေရာကိုအဲ့နေရာမှာသူတို့နေလို့လည်းမဖြစ်တော့ဘူး။ဒါမြင်တဲ့အတိုင်းပဲကျွန်တော်တို့ရှေ့မှာဗီဒီယိုတွေနဲ့ရိုက်ပြခဲ့တာရှိတယ်။ ူတို့ရဲ့တက်ကြီးအခုဆိုလောဝမ်ကျွန်တော်ချိန်ကြာနဲ့မြဒါပြတိုက်ပုံစံမျိုးထားရမယ့်နေရာတွေဖြစ်လာတော့ပါလောဝမ်ဘာမှဘူးမှနေလို့မရအဲ့ကောင်နေအဲကြအဲ့လိုဟာမျိုးကိုသူတို့ပြန်ပြီးကြိုးစားမယ်ဆိုရင်လည်းအချီးနှီးပဲဖြစ်မှာပေါ့နော်ဒါပေမဲ့သူတို့လှုပ်လာနိုင်တဲ့အခါခက်ခဲတချို့တော့ရှိနိုင်တယ်ပေါ့နော်အဲကြဒါကတော့ကြုံရနိုင်တဲ့ခက်ခဲပေါ့နော်အဲ့တော့အခုလိုမျိုးဒါပြေးပြီးတော့ပေါ့နော်လက်နှချရတဲ့အလံမျိုးထောင်းတယ်ပြီးတော့ဟိုဘကန်းကိုကူးတယ်ကူးပြန်နေနှစ်ခုကားတွေကိုပြန်ရောက်တယ်အဲ့လိုဖြစ်အောင်ခွင့်ပြုပေးလိုက်တဲ့ဟာအတွက်ကောင်းကျိုးတွေကဘာတွေရှိနိုင်လဲပေါ့နော်အဲ့ဒါလေကောင်းကျိုးတွေရှိတယ် အ ਨੇ ဆုံးတော့အိုက်ကောင်နေရဲ့ဒီတက်သေးပေါ့နော်တရင်တရင်စာတရင်တရင်စာနေရာလေးပေါ့နော်အဲ့နေရာလေးထဲမှာသူတို့အင်အားအဲ့လောက်ယာနဲ့ချီပေါ့နော်ယာကြီးပိုင်းလောက်ရောက်နေတယ်ဆိုတဲ့အနေထားကနေမှုထိုင်မှုစားရေးထောက်ရေးအဲ့အခက်ခဲတွေရာစတဲ့ကောင်တွေကြုံရမှာအာဘာဖြစ်လို့လဲဆိုတော့အဲဒီအဲ့ထဲမှာတက်မှမူရှိရပေါ့တက်မှမူဆိုတဲ့ကောင်ကသူ့အောက်မှာတရင်၁၀ရင်းရှိတရင်၁၀ရင်းအင်အား၁၀၀နဲ့ပဲတွန်းအင်အား၁၀၀၀ဆိုရင်တက်မှတက်မှဆိုရင်အင်အား၁၀၀၀လောက်လို့ခံမှန်းလို့ရဒီထက်ပဲကြော်တယ်ပေါ့နော်အဲ့ကြအခုအနေထားရသူ့မှာရှိနေတဲ့ဟာ တတ်မှတ်တမစာအင်အားလောက်ရှိတယ်။တရင်တရင်စာလေးပဲနေဖို့တတ်မှတ်ထားတဲ့နေရာမှာ तू ကအခုတတ်မှတ်တမကြီးစာ तू ကနေနေရတဲ့ပုံစံဖြစ်နေတာ။အဲ့တော့အုတ်ချုံမှုတွေထောက်ပံ့မှုတွေဘယ်လောက်ထိခက်ခဲမလဲဆိုတဲ့ဟာတွေအဲဒါတိတာတယ်ပေါ့နော်မြင်တာလေ။ပြီးတော့ဒီကောင်ကြီးကဒါတိရတိုင်းပဲအေးဆေးဆေးနေတဲ့ကောင်တွေမဟုတ်ဘူး။အများတန်းမှာပြဿနာပေါင်းတောင်းချောင်းတောင်ရှာနေတဲ့ကောင်တွေအဲ့တော့နေ့စဉ်နဲ့အမျှရှင်းလင်းရတဲ့ပြဿနာတွေအာဖြစ်စဉ်တွေအများတန်းကိုရှိနေလိမ့်မယ်ပြီးတော့အများတန်းမှာပြေးဖို့ကြိုးစားနေတဲ့အဖွဲ့တွေရတယ်ရှိနေတော့ဒီလိုမျိုးမပြေးအောင်လို့ ဒါထိမ့်သိမ်းရတဲ့အပိုင်းတွေကလည်းပူပူပြီးတော့သူတို့တွေမှာခက်ခဲလာလိမ့်မယ်ပူပူပြီးတော့ဖိအားတွေပိုများလာလိမ့်မှာပေါ့နော်ဒါသူတို့ကြုံနေရနိုင်တဲ့ဟာကိုပြောပြတာပေါ့နော်အဲ့တော့ခုနလိုမျိုးဒါခွင့်ပြုပေးလိုက်တဲ့ဟာကဘာကောင်းလဲဆိုတော့တက်ဖွဲ့တွေအထီးကိုက်နေတယ်ပေါ့နော်ပြီးတော့အောင်မြင်မှုအများကြီးရတယ်အကျိုးမြတ်ကြီးတယ်ဗျာဘာလို့လဲဆိုတော့ဒါတွက်ကြည့်မယ်ဆိုရင်သူတို့လက်နဲ့ချလိုက်လို့ကျွန်တော်တို့တက်ဖွဲ့တွေတိမ့်စီရမိရဲ့လက်နဲ့ခဲရအောင်ပဲအရင်တွက်ကြည့်လိုက်အောင်နဲ့လည်းလည်းခရမ်းမဟုတ်ဘူးအာအမျိုးစုံရတာလीနော်လက်လက်ကြီးဆိုလဲဒါကြည့်လိုက်181တွေရော81တွေရော အာဆက်လက် MA7 ဆိုတော့ပြောမနေနဲ့အဲ့လိုမျိုးပုံစံကြီးရတာ RPG ပုံစံကြီးဆိုတော့နှဲတာမဟုတ်ဘူးအဲ့ကျအဲ့ပမာဏနဲ့ပေါ့နော်အဲ့ပမာဏနဲ့သူတို့ဒါထွက်ပေါက်မရှိလို့သူတို့ဒါရွေးချယ်စရာမရှိလို့ပြန်ပြီးတော့ပြစ်ခတ်မယ်ပြန်ပြီးတော့တိုက်ခိုက်မယ်ဆိုရင်ကျွန်တော်တပ်ဖွဲ့တွေခက်ခဲနေအောင်ပါအဲပြောကောင်းဆိုကောင်းပေါ့နော်ဒါအထိကိုက်တွေလည်းရှိနိုင်သေးတယ်ပေါ့နော်အဲ့ကျအခုဒီလိုမျိုးခွင့်ပြုပေးလိုက်တာဖြစ်တဲ့အတွက်တပ်ဖွဲ့တွေလုံးဝဘာမှအထိကိုက်မရှိဘဲနဲ့ပေါ့နော်အထိကိုက်နည်းနည်းနဲ့ဒါလုံးဝဒါအကျိုးမြတ်အကြီးပေါ့နော်နောက်တိုက်ပွဲတွေအတွက်တကယ်ကိုအထောက်အကူဖြစ်စေတဲ့ အကျိုးမြတ်အများကြီးကိုရလိုက်တာပေါ့နော်ဒါကလည်းကျွန်တော်တို့အတွက်ဒါကျွန်တော်တို့တွန်လိုင်းတက်ဖွဲ့တွေအတွက်အောင်မြင်တယ်လို့ပြောလို့ရတယ်နောက်တစ်ခုကတော့ DNA တွေကိုဗျာဟိုဘက်ကိုသွားခွင့်မပေးဘူးဒါခွင့်မပြုဘူးပေါ့နော်ထိမ့်သိမ်းထားမယ်ဆိုရင်ကျွန်တော်ဘာကြုံရလိုက်လဲအားလုံးတွက်ထားပြီးသားအဲ့ဒါဘာကြုံရမလဲအနည်းဆုံးတော့ထမင်းကျွေးရမယ်အကောင့်တွေကိုချောင်းပြည်သူတွေကတော့မသတာတော့ဘူးရောကိုယ်တိုင်လည်းဒီကောင်တွေကိုမသတာတော့ဘူးနောက်ဆုံးအချိန်ထိခံချပြီးမှပေါ့နော်လက်နက်ချညက်ခံတဲ့ကောင်တွေကို ထိမ့်သိမ့်ခလာတဲ့ချိန်မှာတော့ဓမင်းကျွေးရမှာဗျာတိတ်တော့အဆင်မပြေဘူးပေါ့နော်မသဒါဘူးပေါ့နော်မကျွေးဘူးဆိုလို့လည်းမရပြန်ဘူးဒါတုံမန်းဖြစ်သွားပြီဆိုရင်တုံမန်းပုံမှာဆက်ဆံရမယ်ပြုတ်မှုဆက်မဆက်ဆံရမယ်ကျင့်ဝတ်တွေရှိတာ哦အဲ့တော့ကျွန်တော်တက်ဖွဲ့တွေကလည်းလူသားတွေလူသားဆန်တဲ့သူတွေဖြစ်တဲ့အတွက်ဒါတွေကလှုပ်ပေးနေပြီမှာအဲ့ကြဆင်းပြေမှာမဟုတ်အဲပြည်သူတွေကမှညိုညင်တာတောင်ဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့အခုနလို့ခွင့်ပြုပေးလိုက်တော့ကောင်းတယ်နောက်တစ်ခုကအဲ့လိုမျိုးထိမ့်သိမ့်ထားမယ်ဆိုရင်တက်ဖွဲ့တွေကအင်အားတွေသူတို့အတွက်ပေးရလိမ့်မယ်ဘာလို့ပေးရမလဲဒီကောင်တွေကထွက်ပြေးတာမျိုးတွေ အဲတခုခုထပြီးလှုပ်တာမျိုးတွေပေါ့နော်။ငောင်းနေရဲ့စိတ်ဓာတ်တွေကတည်ရတဲ့အတိုင်းပဲရွှေခွေးစိတ်ဓာတ်တွေကမပြောက်သေးဘူးလေ။အဲတော့ကြာအဲ့လိုဟာမျိုးအတွက်ကိုကင်းဆောင်ရတာမျိုးပဲဖြစ်အနည်းဆုံးပေါ့နော်။ကင်းဆောင်ရတာမျိုးပဲဖြစ်စောင့်ကြည့်ရတာမျိုးဖြစ်အဲဒီအင်အားတွေကိုတုံးရမယ်။အဲ့အတွက်ဒါတပ်ဖွဲ့တွေကစစ်မတပ်ရသေးဘူးဒီကောင်းနေထိန်းတာနဲ့တွေကိုပင်မန်းနေအောင်ပါ။ဒါအင်အားနည်းတာမဟုတ်ဘူး။ဒါပြီးရင်ဒါလုံချိုးရင်းနဲ့ပတ်သက်တဲ့ဟာတွေဂယူးဆိုင်နေရမှာပေါ့နော်။တတိမပြတ်စောင့်ကြည့်နေရတဲ့အဖြစ်တွေအတွက်အဲပင်မန်းတာတွေရှိနိုင်တယ်ပေါ့နော်။ဒါဒါဒီလိုမျိုးလွတ်ပေးလိုက်တာတပ်ဖွဲ့တွေအတွက်တတ်တာလေပေါ့။ ပြီးတော့ဒါအခုလိုမျိုးပြန်လှုပ်ပေးလိုက်တဲ့အင်အားတွေပေါ့နော်အဲဒီအင်အားတွေကအခု2ခု5ရဲကိုရောက်သွားတဲ့အတွက်နောက်ထပ်ကောင်းကျိုးတစ်ခုလည်းရှိအဲ့ဒါဘာလဲဆိုတော့ဒါဥလဲသွားတဲ့ကြက်တွေလို့ပေါ့နော်အဲကြက်ဝိုင်းမှာဆိုရင်ဥလဲသွားတဲ့ကြက်တွေလို့လုံးဝပြန်တည်လို့မရတော့ပြီးရင်ဒီအရာတော်တို့တိတ်သွားပြီလက်နဲ့ချရင်အသက်ရှင်မယ်ဆိုတဲ့ဟာကိုတိတ်သွားတယ်အဲ့အကြောင်းကိုကြံတဲ့ခုနလိုကောင်မျိုးတွေကိုလိုက်ပြောမှာပဲတေးကြလေဒီတော်လိုင်းတက်ဖွဲ့တွေကလည်းဒီတိုင်းတော့ပေးလွတ်လိုက်မှာမဟုတ်ဘူးဒီကောင်ဒီကောင်တွေကိုအော့ရတာတော့ချွေလိုက်မှာပဲသိရမလားအေးမင်းတို့ကောင်တွေ အဲ့လူသားချင်းစာနာလို့ဒီလိုဒီလိုမျိုးမင်းတို့ခွင့်ယူပေးလိုက်မယ်အေးအဲ့ဒါမှမင်းတို့ရောင်းတက်ပြီးတော့နှစ်ခွန်ကားနဲ့ရောက်လို့မင်းတို့ငါတို့ပြန်ပြီးတော့တခုလောက်ကြည့်ဒါမှမဟုတ်လေအဲအောက်ထက်ကခိုင်းတဲ့အတိုင်းပေါ့နော်တိုက်ဆိုရင်တိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြန်လောက်ကြည့်အဲ့ခါကျရင်တော့လမ်းလမ်းစာမရှိတော့ဘူးအဲ့ခါကျရင်တော့ကိုယ်တေတွင်ကိုဒူးလာပဲပေါ့နော်ဒီကောင်တွေကတော့အဲ့လိုမျိုးလောက်ရဲမယ်လို့လည်းဒါမထင်ဘူးပေါ့နော်အဲသူတို့တွေအနေနဲ့လက်နဲ့ချရင်ငါတို့ကောင်းအောင်မွန်ဆက်ဆံခံရတယ်အဲ့တော့ကျတော့အထက်ကကောင်တွေငါတို့ကိုခိုင်းလို့မလွန်ဆန်နိုင်ဘူးဆိုရင်တော့မှဒေါ်လိုင်းတက်ဖွဲ့နေတွေ့တဲ့ခါကျရင်ငါတို့လက်နဲ့ချကြမယ်ဆိုပြီးတော့တိုင်မင်နာမျိုးတွေ ကျန်တဲ့သူတွေကိုသတင်းစကားပါတာမျိုးတွေဆိုရင်ဒါအများကြီးပဲဟိုနာလို့ပေါ့နော်ဖြစ်လာပြီးဟေးဆိုတဲ့အခါကျရင်အများကြီးပဲအကျိုးမြတ်ရမယ့်ဟာတွေရှိလာနိုင်တယ်ပေါ့နော်ဒါကလည်းကောင်းကျိုးပေါ့အဲနောက်တစ်ခုကကြတော့ဒီလိုမျိုးအင်အားတွေကိုပြန်လွှတ်လိုက်တဲ့အခါမှာအဲ့အင်အားတွေအတွက်ကိုဒီကောင်တွေကအေးဆေးထားမှာမဟုတ်ဘူးအဲ့မှာသူရဲ့တာဝန်ရှိသူအစင်းစင်းကိုအေးယူမှာမင်းတို့ကောင်တွေဘာကြောင့်ပြေးရတာလဲဟိုမှာကြည့်အောင်တလိုင်းတပ်ဖွဲ့တွေထုတ်ပြလိုက်တဲ့ဓာတ်ပုံမှတ်တမ်းတွေကိုကြည့်လိုက်အောင်အတက်လာတဲ့ဗီဒီယိုမှတ်တမ်းတွေကိုကြည့်လိုက်အောင်မင်းတို့မှာရှိတဲ့ခဲယမ်းတွေဘယ်လောက်တောင်မှများသလဲ င်းတို့မှရှိတဲ့လက်နက်ကြီးတွေလက်နက်ငယ်တွေဘယ်လောက်တော့မှများတယ်လေအဲ့ကြားထဲမှာမင်းတို့ကောင်တွေကအခုလိုမျိုးလက်နက်ချပြီးအညံ့ခံပြီးလမ်းမြူထောင်ပြီးတော့ထွက်ပြေးရလားဆိုပြီးတော့ဒီကောင်တွေလုံးဝခွင့်လုံးမှာမဟုတ်ဘူးဒီကောင်တွေအရေးယူမှာအရေးယူရမှာဖြစ်တဲ့အတွက်ဒီကောင်တွေဆောက်လုပ်တွေရှုပ်အောင်မှာပေါ့နော်အဲအဓိကတော့ဒါဆုံကုံဖွဲ့တာတွေရေးယူတာတွေအဲဒီကောင်တွေရဲ့ဖြစ်စဉ်တွေစစ်ဆေးတာတွေအာလူခွဲပြီးတော့မေးမြန်းတာမျိုးတွေအဲတာဝန်ရှိတဲ့သူအစင်းစင်းကိုဖော်ထုတ်တာမျိုးတွေပေါ့နော်အဲ့လောက်အဲ့လိုမျိုးပုံစံမျိုးတွေလောက်ရတာဖြစ်တဲ့အတွက်ဒီကောင်တွေစစ်မတက်ပဲနဲ့ပင်ပန်းအောင်ပါအဲအဲ့လိုမျိုးရေးယူခံရတဲ့အတွက်ပြုံးနေမှုတွေရှိအောင်ပါ အဲ့ပြီးတော့သူတို့ရဲ့ဒါမိသားစုတွေပေါ့နော်မိသားစုတွေကထပ်ပြီးတော့အထွန်းတက်တာရှိအောင်ပါအဘောက်လဲဆိုတော့နင်းတို့ခိုင်းလို့ငါတို့ရဲ့ယောက်ျားကအခုလိုမျိုးတွတ်တိုက်ရတယ်။မနိုင်လို့လက်နဲ့ချညံ့ခံပြီးတော့ထွက်ပြေးတော့နင်းတို့ကအခုငါတို့ကိုဒီလိုအေးအေးယူကိုပြန်လုပ်တယ်။အဲဒါကြောင့်မကျေနပ်နိုင်ဘူးဆိုပြီးတော့ဒါတက်သွင်းမှာပုံကံမှုတွေအစဖြစ်လာနိုင်တယ်။ဒါအများကြီးတွေ့ကြည့်လို့ရတယ်။အဲဒါကြောင့်ဒါအချိုးမြတ်တွေကအများကြီးရှိတယ်ပေါ့ဗျာ။အဲတော့ဒီခါလေးကြာရင်ကျွန်တော်တို့ဒါပြည်သူတွေအနေနဲ့ကြာတော့ဒါစစ်မြေပြင်မှာဖြစ်ပျက်နေတဲ့ အဖြစ်ပြက်တွေအဲပြီးတော့ဆင်းပြေပြေမှာလှုပ်ဆောင်တဲ့နဲ့အရာတွေရှောင်ရှားတဲ့နဲ့အရာတွေနဲ့ပတ်သက်လို့ပေါ့နော်ခါလေးမိကုန်းထုတ်ချင်မိရာတွေရှိတယ်အဲဒီခါလေးကြာတော့လေဒါကျင်းနေမှုမရှိတာတွေအားမရတာတွေဖြစ်တတ်တာပေါ့နော်ဘာလို့လဲဆိုတော့ဒါပြည်သူအနေနဲ့ကမြန်မြန်ပွဲပြက်စီခြင်းနဲ့ပြီးတော့ဒီလိုမျိုးရုံမှာကောက်ကျစ်တဲ့ကောင်တွေကိုအခုလိုမျိုးကောင်းအောင်ဆက်ဆံတာတွေဆိုရင်မမြင်ချင်ဘူးအဲဒါပေမဲ့လည်းမြေပြင်မှာတကယ်တိုက်ပွဲဝင်နေရတဲ့ဒေါ်လာရင်းတက်ဖွဲ့တွေပို့ပြီးတော့အောင်မြင်စေဖို့ပို့ပြီးတော့ထိခိုက်နည်းစေဖို့အဲအဲ့လိုမျိုးဟာတွေအတွက်ချုပ်ဆုံးပြချက်တွေချရတာရှိတယ် အမြေပြင်မှာဥဆောင်နေရတဲ့ဒါတပ်ဖွဲ့တွေရဲ့ခေါင်းဆောင်တွေကလည်းဒီဟာတွေနဲ့ပတ်သက်လို့ကောင်းကောင်းမွန်မွန်ကိုဒါလှုပ်တင်လှုပ်ထိုက်တဲ့ဟာကိုကောင်းကောင်းမွန်ဆုံးဖြတ်ပြီးတော့လှုပ်ဆောင်နေကြတယ်ဆိုတဲ့ဟာကိုလည်းသိစေချင်တယ်ပေါ့နော်။အဲဒါကြောင့်ကျွန်တော်တို့တပ်ဖွဲ့တွေကစစ်ကိုနိုင်အောင်တိုက်နေတာပေါ့နော်။နိုင်အောင်တိုက်နေတာ။နိုင်မှုအတွက်ကိုနီလန်ပေါင်းစုံတုံးနေတာ။အဲတော့လူတက်ဖို့လှုပ်နေတာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုဒါစစ်ကောင်စီတပ်သားတွေအခြားသောနေရာကောင်နေရာအစဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အာသတင်းစကားပါတာ ਨੇ အတူတူပဲပေါ့နော်။အဲတော့ကြတော့အာမြေပြင်မှာစစ်ကောင်စီကင်းရှင်းမှုကင်းစင်မှုကအရေးကြီးဆုံးဖြစ်တယ်။ အဲစစ်ကောင်စီရှိတဲ့နေရာတွေအကုန်လုံးကင်းစင်သွားပြီးတော့ဒါမြေပြင်မှာရှိတဲ့ဒေါ်လန်တပ်ဖွဲ့တွေကဒေါ်လန်ပြည်သူတွေကလွတ်လွတ်လပ်လပ်ပေါ့နော်ဘယ်နေရာမှဆိုအတားအဆီးမရှိသွားလာနိုင်မှုအတွက်လွတ်လွတ်လပ်လပ်လှုပ်ဆောင်နိုင်မှုအတွက်ကအရေးကြီးတယ်ပေါ့နော်မြေပြင်မှာခုနလိုစစ်ခွေးတွေလုံးဝမရှိဘူးကအရေးကြီးတာဖြစ်တဲ့အတွက်မရှိဖို့အတွက်နီလန်ပေါင်းစုံစဉ်းစားတဲ့အခါမှာဒီလိုမျိုးကိစ္စတွေလည်းရှိတယ်ဆိုတာကိုပြောချင်တာပေါ့နော်အဓိကကျွန်တော်တို့ဒါဖြစ်စဉ်တစ်ခုဖြစ်ပြီဆိုတဲ့အခါမှာအဲ့လိုမျိုးပေါ့နော်အခက်အခဲရှိလည်းရှိနိုင်တယ်လို့ဒီဟာနေကနေပြီးတော့ပြန်ပြီးရနိုင်တဲ့အကျိုးမြတ်တွေကလည်းအများကြီးရှိတယ်ဆိုတဲ့ဟာကို ဒီနေရာနေပြောပြခြင်းပါပဲဗျအဲ့တော့စိတ်ရှည်ပေးပါទីခံပေးပါတက်ဖွဲ့တွေနဲ့အတူရှိပေးပါလေကင်နောက်ပြီးတော့ဒါအောင်မြင်မှုအတွက်ထပ်ပြီးတော့နားဆွင့်ပေးပါလုံတဲ့လှုပ်ထိုက်တဲ့အပိုင်းတွေမှာပါဝင်ပေးပါလို့ဒီနေရာနေပြောခြင်းပါပဲဗျအားလုံးပဲကျေးဇူးတင်ပါတယ်